ဇာပေရှိသူများအလုံးမဲမင်္ဂလာပါဗျ။ယခုမျှဝေပေးမှာကတော့ဆရာချမ်းကြီးဟန်သာဝရီရဲ့သင်ခွင့်လွှတ်တက်ပြီလားဆိုတဲ့စာအုပ်မှမှားနေသောအမှန်တရားများဆိုတဲ့စာမလေးကိုမျှဝေပေးချင်ပါတယ်။မှားနေသောအမှန်တရားများလောကမှာလူတိုင်းအမှားနဲ့မကင်းနိုင်ပါဘူး။အမှားလုပ်တဲ့သူတွေကလည်းအပြစ်မရှိဘူးလို့မပြောလို့ပါဘူး။ဒါပေမဲ့လူကောင်းသူကောင်းတွေကအမှားလုပ်တဲ့သူတွေကိုမှားနေတယ်လို့မပြောရင်အမှားလုပ်တဲ့သူတွေထက် ိုမှားတဲ့ပြစ်မှုကိုကျူးလွန်လိုက်တာပါပဲလောကကြီးဟာဆန့်ကျင်ဘက်အရာတွေနဲ့ဖွစ်စည်းတိဆောက်ထားတယ်ဆိုတာဘသူမှငင်းမရတဲ့ကိစ္စရဲ့ဖြစ်ပါတယ်အဖိုးနဲ့အမဖြူနဲ့အမေ အလင်းနဲ့အမောင်အရှင်းနဲ့အမုံအမှန်နဲ့အမားဆိုတာလားရနှစ်ဖက်မပြတ်တမ်းတည်ရှိနေတာကတော့လောကသဘောဝနိယာမပဲဖြစ်ပါတယ်ဆန့်ကျင်ဘက်တွေရိုးမွေဖွစ်စည်းထားပေမဲ့တက်တက်စီ ခွေးထုတ်လိုက်တဲ့အခါအဖိုးကအဖိုးအမကအမ ရှစ်ကအရှစ်အမောင်းကအမောင်းအမားကအမားအမှန်ကအမှန်သူ့ဘာသာသူတတိတရားတွေရှိနေပြန်တယ်ဒီဆန့်ကျင်ဘက်သဘောတရားတွေအခြေက အမားနဲ့အမှန်အကြောင်းကို ပြောပြရှင်ပါတယ်ဒီနှစ်ခေလူတထွာမှာအမှန်ကို အမားထင်နေတဲ့လူတွေအမှန်ကိုအမားထင်နေတဲ့အတွက် လူပေါင်းအဖွဲ့အစည်းတစ်ခုလုံးဝယုံတုံးကဖြစ်တည်နေပါတယ်ပြောရင်ယုံကြည်ကြမလားမသိဘူးဟုတ်ပါတယ်ဒီအတိုင်းကိုဖြစ်နေကြတာပါအမားကိုအမှန်ထင်နေတဲ့အတွက် လူမှုရေးစီးပွားရေးနိုင်ငံရေးရာတွေမှာအဖြေရှာရအတော်ခက်တဲ့အနေအထားကိုလေရောက်ရှိနေပါတယ်။အမှန်ကိုမှားသိအောင်အမှားကိုမှန်သိအောင်နဲ့လူပုံဝန်းကျင်မှာ ပြင်မရပြုမရဖြစ်နေပြီးအမှန်ဆိုရာကြီးကတဖြည်းဖြည်းငုတ်ရှို့အယုတ်ကျိုးပြက်သလိုခွေခောက်လေးကျဘဝတွေမလှခဲတာအလုံးသိကြမယ်ထင်ပါရဲ့ကျွန်တော်တို့ဟာအဲ့ဒီအမှားကို အမှန်ထင်နိုင်ငံရေးရင်မြင်မှာစနစ်ဆိုးရဲ့တားကောင်တွေဖြစ် အနှစ်90နေမှာအညာသာကြိုးကုန်းဘဝနဲ့လုံပါပါခဲ့ရပြီးဆင်းရဲတွေနဲ့နဲ့ကြီးသေးကြားရောက်ခဲ့ကြရတယ်မဟုတ်လားဒါဟာတေရှာပြန်တွေးကြည့်ရင်အဲ့ဒီအမားတွေကိုအမှန်တင်ခဲ့တဲ့အတွက်ကြောင့်ပါပဲ2018ခုနှစ်ဟာပြောရမယ်ဆိုရင်မြန်မာပြည်မှာလူမှုရေးလေပွင့်လင်းစီးပွားရေးလေပွင့်လင်းနိုင်ငံရေးလေပွင့်လင်းတဲ့နှေးလို့ဆိုရှင်မိပါတယ်ဒါကြောင့်မြန်မာနိုင်ငံကိုပြည်ပကော်မတီတွေကလာရောက်ပြီး ရင်းနှီးမြှုပ်နှံကြပါတယ်ရန်ကုန်မြို့ဟာစေဘာရဲ့အချက်ရှာကြတဲ့မြို့တော်ဖြစ်တာနဲ့အညီပြည်ပရင်းနှီးမြှုပ်နှံသူတွေကအရှားမျိုးတွေထက်ရန်ကုန်မြို့မှာ အခြေစိတ်ကြတာများပါတယ်မဝင်းဝင်းဆိုတဲ့အမျိုးသမီးဟာဘီယန်နန်ကုမ္ပဏီတစ်ခုမှာဝင်ရောက်အလုပ်လုပ်သူဖြစ်ပါတယ်သူတာဝန်ယူရတာကရုံးပိုင်းဆိုင်ရာအက်ဒမင်ဌာနမှာမဝင်းဝင်းဟာဘွေရပညာတတ်တူဖြစ်ပြီးအလုပ်မဝင်ခင်3-4လလောက်အင်္ဂလိပ်စာကို လေ့လာထားသူလည်းဖြစ်ပါတယ် အင်္ဂလိပ်စာကိုတည်တည်ရှာရှာလေ့လာထားတဲ့သူတိုင်းအရှိတိုင်းသားတွေနဲ့အင်္ဂလိပ်လိုပြောရတာအဆင်မပြေမှုတွေကြုံတွေ့ရတယ်ဆိုတာအလုံးသိကြပါတယ်။သူတို့နဲ့စကားပြောရင်နားလည်မှု understanding ကိုအဓိကထားပြီးပြောဆိုကြတာများပါတယ်။ဘေးစကားကမှားနေတယ်၊ဘေးစကားကတော့ grammar နဲ့မညီဘူး၊ဘေးစကားကတော့ broken ဖြစ်နေလေဆိုတာမတွေးကြပါဘူး။မဝင်းဝင်းတော့လုပ်တဲ့ admin ဌာနမှာလုပ်ဖို့ကိမ်းမဲ့အမျိုးသမီးတယောက်ရှိပါတယ်။သူဟာကြောင်းမပြီးခင် ကလေးဘဝကလေးကအင်္ဂလိပ်စာကိုလေ့လာစစ်ပူထားလို့အင်္ဂလိပ်စာအရန်တော်ပါတယ်သူ့နာမည်ကမနှင်းယူ အသက်ကတော့30ကျော်တနေ့ရုံးကို BNN လူမျိုးစူပါဘိစာတရရောက်လာပါတယ်အစည်းအဝေးတစ်ခုလုပ်ဖို့နဲ့ရုံးတွင်ညွန်ကြားစရာကိစ္စတွေညွန်ကြားရအောင်ရောက်လာတာပဲဖြစ်ပါတယ်စတာဆရာလောက်နဲ့အစည်းအဝေးလို့ပြောကြဆိုကြဖို့ခမင်းစားရှင်ရောက်တော့မဝင်းဝင်းလေးအပြင်ထွက်စားစရာဝင်မယ်အလုံးမှာ ဘီယန်နယ်လူမျိုးစူပါဘိတ်ဆာက Where are you going လို့မေးတဲ့အခါမဝင်းဝင်းက Outside going လို့ပြန်ဖြေလိုက်ပါတယ်စူပါဘိတ်ဆာနဲ့ရုံးဝန်ထမ်းအားလုံးက Okay လို့ပြန်ပြောတော့မဝင်းဝင်းလေးအပြင်ကိုထွက်ခဲ့ပါတယ်အဲ့ဒီလိုနဲ့တနစ်တာအလုပ်ပြီးလို့မဝင်းဝင်းလေးအိမ်ပြန်ခဲ့ပါတယ်မနှင်းယူကတော့မဝင်းဝင်းပြောသွားတဲ့ Outside going စကားနဲ့ပတ်သက်ပြီးစိတ်ထဲအလိုမကျဖြစ်နေလေရဲ့ကြားရတဲ့အချိန်ကစပြီးနေမထိထိုင်မသား ရလာမယ့်စနေနေ့ကိုသာစောင့်မျှော်နေပါတော့တယ်ရုံပိတ်တဲ့စနေနေ့မှာအောက်ဆိုင်ကုန်းဝင်ကိစ္စနဲ့ပတ်သက်ပြီးအရန်ကို ရှင်းပြရှင်းတဲ့စိတ်ကထိမရခဲ့ပါဘူးနောက်ဆုံးမဝင်းဝင်းနေထိုင်တဲ့အင်းစင်ကိုမနှင်းယူတယောက်တမိုင်းကနေကားငှားပြီးသွားပါတော့တယ်ဖုံးဆက်ပြီးလာမယ်လို့ပြောထားတဲ့အတွက်မနှင်းယူရောက်လာတဲ့အခါမဝင်းဝင်းကခยีဦးကြိုပြုတ်ပါတယ်အမထူးထူးခြားခြားပါလားအရေးကြီးကိစ္စရှိလို့လားလို့မေးရင်မနှင်းယူစားဖို့လက်ဖက်တော့နဲ့ ရင်ွေးကြမ်းရှာပေးပါတယ်။မနှင်းယူကအိဆာကတော့ထွေထွေထူးထူးမရှိပါဘူး။မြမစီမရောက်တာလေးကြာအင်္ဂလိပ်စာနဲ့ပတ်သက်ပြီး အမှန်အမှားကိုပြောပြချင်လို့လာခဲ့တာပါပဲ။မြမလေးရုံးမှာအင်္ဂလိပ်လိုပြောရင်အမှားတွေအများများတယ်။ဟိုတနေ့ကအောက်စိတ်ကောဝင်လို့မြမပြောခဲ့တာအရန်အယုတ်ဆိုတာပဲလို့ပြောလိုက်ပါတယ်။ဒီတော့မဝင်းဝင်းကမြမဒီကုမ္ပဏီမှာလောက်တာလေးကြာပြီ။မြမအင်္ဂလိပ်လို ပြောတဲ့စကားမှန်သမျှဘလို့လဲမှမှာ broker မဖြစ်ဖြစ် အကုန်နားလေ လက်ခံထားတာပဲညမကအောက်ဆိတ်ကိုဝင်လို့ပြောလိုက်တာ grammar နဲ့အရာ မှားနေပေမဲ့အများကလက်ခံနေသူတို့နားလေတယ်အဲ့ဒါကို အမကမှားနေတယ်လို့ပြောတာအမကိုယ်တိုင်မှားနေတယ်လို့ဖြစ်နေတယ်ဒါကိုအမသိဖို့ကောင်းတယ်လို့ပြန်ပြေလိုက်ပါတယ်မဝင်းဝင်းရဲ့စကားကိုကြားလိုက်ရတဲ့မနှင်းယူဟာအံ့ဩမှုတွေနဲ့အတူတုံလှောက်ရှောက်ရှားသွားခဲ့ရပါတယ်တကယ်တော့ outside going လို့မပြောဘဲ going outside လို့ပြောမှသာအမှန်ဖြစ်ပါတယ်။အင်္ဂလိပ်စာရဲ့အခြေခံဝါစင်က၈မျိုးအရာအခြေခံဝါကျ၆မျိုးမှာ outside going ဟာအမှန်မဟုတ်ဘဲ going outside မှာ outside က going ဆိုတဲ့ buff ကိုအထူးပြုထားလို့ going outside ကသာအမှန်ပါလို့မဝင်းဝင်းကိုသိရှာရှင်းပြပေမဲ့လက်မခံခဲ့ပါဘူး။သူ့ရဲ့အမှားကိုအမှားလို့မမြင်ဘဲအမှားကိုအမှန်ပါလို့သူယူဆမှတ်ယူသွားခဲ့ပါတယ်။ အဲ့ဒီလို အမားကို ဖတ်တွေ့ပြီးလောကကြီးထဲမှာအောက်ဆိတ်ကိုဝင်လို့ပြောနေတဲ့သူတွေစာရေးသူတို့ရဲ့လူပေါင်းအဖွဲ့အစည်းလူပတ်ဝန်းကျင်မှာနေ့စဉ်လိုလိုကြားနေမြင်နေရပါတယ်အမားကို အမှန်တင်ကိုယ့်ရာဇဝင်ကို ပြင်ဆင်လို့စိတ်မရှိကြပါဘူးမှားနေတာကို အချိန်ရခစ်စနစ်ရအမှန်တရားကိုရှပြခွင့်မရတဲ့ဘဝအကြောက်တရားနဲ့နေရတဲ့ဘဝတွေမှာဒီအမားကလူတွေကြားထဲမှာနေရယူလို့ခေါင်းမော့နေဦးမှာကတော့သိချပါပဲ။ အမှားလုံးနေပေမဲ့အများကအလိုတူသည်ဖြစ်စေအလိုမတူသည်ဖြစ်စေလက်ခံတာပဲနားလေသဘောပေါက်နေတာပဲဒီအမှားတွေကိုပြင်ဆင်ရမလို့ဘူးလို့လူတချို့ကခေါင်းမာစွာခံယူထားကြလေရဲ့ဒေရှာတွေးကြည့်ရင် အမှားကိုအမှန်ဖြစ်အောင်လုပ်ယူလို့မရသလိုအမှန်ကိုလေပုံဖြတ်ပြီးအမှားလုပ်ယူလို့မရပါဘူးအမှားကလေသူ့နေရာမှာသူရှိနေသလိုအမှန်ကလေသူ့နေရာမှာသူရှိနေပါလေဒီလောကကြီးမှာအများကလက်ခံထားတဲ့အမှားတွေကို အမှန်ဖြစ်အောင် ပြင်ယူရတာအင်မတန်ခက်ပါတယ်။ပိုဆိုးတာကအမားကိုထောက်မပြရတဲ့လူပေါင်းလူအဖွဲ့အစည်းလူပန်ဝန်းကျင်ဟာစာရေးသူတို့နိုင်ငံမှာတစ်နှစ်တစ်ရှာကြီးထွားလာတယ်လို့ယူဆမိပါရဲ့။မှားနေတာကို ထောက်မပြကြရင်ဒီမိုကရေစီမဆန်ပါဘူး။အခုလိုပြည်သူတင်တဲ့အစိုးရလက်လက်စွာပြောဆိုရေးသားခွင့်ရှိတဲ့ဒီမိုကရေစီခေတ်မှာမှားနေတာကိုရေရေထောက်ပြလိမ့်ဆန်းပါဒီလိုအမားကို ထောက်ပြခြင်းဟာ လူအဖွဲ့အစည်းအတွက်လေအကျိုးရှိနိုင်ငံအတွက်လေအကျိုးရှိတဲ့သားချွေဦးထမ်းတဲ့အဖြစ်ပါဒါကြောင့်အောက်စိတ်ကိုဝင်လို့ပြောနေတဲ့သူတွေကိုအမားတွေအမှန်လုံးနေတဲ့သူတွေကိုလူပေါင်းအဖွဲ့အစည်းအတွက်လူပန်းဝန်းကျင်အတွက် နိုင်ငံအသစ်အတွက် အမှန်ကိုသိရှာစွာ ပြောပြလိုက်ကြပါအမားလို့ဒီဆိုတာအပြစ်တစ်ခုကို ကျူးလွန်လိုက်တာပါပဲလူကောင်းသူကောင်းတွေက အမှန်တရားကိုရှင်းမြဲနိုးတဲ့သူတွေကအဲ့ဒီအမားကိုထောက်မပြရဲကြရင် အမားလို့တဲ့သူတွေထက် မှားပြီးမှားတဲ့အပြစ်ကိုကျူးလွန်လိုက်တာပါပဲဆိုတာပြောလိုက်ပါစေအဆုံးထိနားဆင်ပြီလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျတင်သမျှကိုဆက်လက်နားဆင်နိုင်ရန် channel လေးကိုလေး subscribe လုပ်ထားနိုင်ပါတယ်ဗျ